လွန်ခဲ့တဲ့10နှစ်ကျော်ကပြောင်းဆုံးသွားတဲ့မလေးရှားခီးတဲ့တင်လေးရင်ကို ပြန်လည်ရှာဖွေမယ်။လွန်ခဲ့တဲ့10နှစ်ကျော်ကလျှို့ဝှက်စမ်းကြေပြောင်းဆုံးသွားခဲ့တဲ့မလေးရှားလေကြောင်းလိုင်း MA370 လေရင်ရဲ့အပြည့်စည်တွေကိုပြန်လည်ရှာဖွေရေးလုပ်ငန်းတွေပြန်လည်စတင်မှုမလေးရှားအစိုးရကအတည်ပြုလိုက်ပါတယ်။မလေးရှားအစိုးရနဲ့ Ocean Infinity Company တို့သဘောတူညီချက်အရလေရင်ပြည့်ကြတယ်လို့ယူဆရတယ်။ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းစတူယန်ကီလိုမီတာ15000ကျော်ဝန်းတဲ့ဧရိယာမှာရှာဖွေမှုတွေလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။လေရဲ့အပြစ်စေးတွေကိုရှာဖွေတွေးရှိမယ်ဆိုရင်ကုမ္ပဏီအနေနဲ့ဒေါ်လာသန်း80ရရှိမှာဖြစ်တယ်လို့မလေးရှားတည်ယူပို့ဆောင်ရေးဝန်ကြီးကပြောပါတယ်။မလေးရှားလေးချောင်းလိုက်လေရင်ခေးစင်အမှတ် MA370 ဟာကွာလာလမ်ပူကနေပေကျင်းကိုပြန်တန်းစဉ်2014ခုနှစ်မှာပြည့်ကျပြောင်းဆောင်ခဲ့တာပါ။ လေရင်ပေါ်မှာခီးတဲ့နဲ့အမှုထမ်း239ရာလိုက်ပါခဲ့ပြီးလေရင်ပြောက်ဆုံးမှုဟာကဘာပေါ်မှာလေချောင်းဆိုင်ရာလျှို့ဝှက်စမ်းကြည့်မှုတွေထဲကတစ်ခုလည်းဖြစ်ပါနေ။ပြောက်ဆုံးခဲ့တဲ့နှစ်တွေအတွင်းမှာရှာဖွေမှုတွေလုံဆောင်ခဲ့ပေမဲ့အပြစ်စီတွေကိုမတွေ့ခဲ့ပါဘူး။ဒေါ်လာ350ကျော်အကုန်ကျခံခဲ့တဲ့နိုင်ငံဆုံးရှာဖွေမှုအပါအဝင် ရခိုင်ကရှာဖွေမှုတွေဟာ2018ခုနှစ်မှာအဆုံးသတ်ခဲ့ကြပါတယ်။မလေးရှားအစိုးရဟာလေရင်ပြန်လဲရှာဖွေမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာလမှာမူအဖြစ်သဘောတူခဲ့ပြီးမတ်လအတွင်းမှာတော့ညှိနှိုင်းမှုတွေပြည်စည်သဘောတူခဲ့ကြပါတယ်။လေရင်ဟာ2014ခုနှစ်မတ်လ10ရက်မှာကွာလာလမ်ပူးလေးစိတ်ကပြန်တက်ခဲ့ပြီးတနာရီမပြည့်ခင်လေကြောင်းထိန်ချုပ်ရေးစင်တာနဲ့အဆက်အသွယ်ပြတ်ခဲ့ပြီးလမ်းကြောင်းမှာသွေးဖဲသွားတယ်လို့ရေတာမှာဖော်ပြထားပြီးအိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတနေရာမှာပြတ်ကျခဲ့တယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းထားပါတယ်။ မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။